အားလုံးပဲမင်္ဂလာပါကျွန်တော် Finite Journey အနေကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်တော့ Jet ပါအဲဒီတစ်ခေါက် share လုပ်ပေးမယ့်အကြောင်းအရာကတော့ကျွန်တော် gym သွားတဲ့အချိန်ကျရင်ထည့်သွားတဲ့ accessory ပေါ့နော် PC အဲဘာတွေဖြစ်မလဲဆိုတာအဲ share လုပ်ပေးချင်ပါတယ်နံပါတ်1အနေနဲ့တော့အောက်ထုတ်ပါအောက်ထုတ်ပါရတယ်ပေါ့နော် တချို့လူလည်းစောင်းတယ်တချို့လူလည်းမစောင်းဘူးအောက်ထုတ်တော့ကျွန်တော်တော့စောင်းပါမယ်အောက်ထုတ်တစ်ခါလေးပေါ့နံပါတ်1အနေနဲ့တော့ပတ်စံယူရပါတယ်အာပစ္စည်းပိုင်းဝယ်ဖို့ရှိတော့ပတ်စံရင်းကတော့ထည့်သွားရပါမယ်နံပါတ်3နံပါတ်3တော့စောင်းနဲ့ပေါ်ပံယူရတယ်အာစောင်းနဲ့ပေါ်ပံဘာလို့ယူရလဲဆိုတော့နှုတ်မှတ်ဖို့ပေါ့နော်ဒီတစ်ပတ်မှာကိုကဂျင်းအုပ်ဂျင်းအုပ်ကိုဒီတစ်ပတ်မှာကို အာ90 kg နဲ့တွန်းတယ်ဆိုရင်နောက်တစ်ပတ်မှာရောကိုဘလောက်음ဥပမာ60 kg နဲ့တွန်းတွန်းနိုင်မလားအဲ့လိုပေါ့နော် recording လုပ်ထားတာပေါ့အဲကြောင့်စောင်းနဲ့ပေါ်ပန်အမ်ပါတယ်နှုတ်ထုတ်ဖို့အတွက်ပြီးတော့နံပါတ်4အချက်ကတော့ဖုန်းနဲ့အတွင်းကြိုးပေါ့နော်ဖုန်းနဲ့အတွင်းကြိုးတော့ဖုန်းနဲ့အတွင်းကြိုးလည်းပါရတယ်ပြီးတော့နံပါတ် နံပါတ်5နံပါတ်5ငကြအခါရောအတေးသေးအောင်ခါရောအကြီးဒီအကြီးကတော့တိတော့ short နေဝဲလိုက်တာအာဆိုးရမဆိုးအောင်ကောင်းတယ်နားရပါရင်မနားဘောနော်ဒီဟာလဲတိလို့လဲစင်ပြေပါရောနံပါတ်6နံပါတ်6ကတော့အကျော်ရှိကအဲ့ရှိကယူသွားပါလေရှိကပူပြီးသွားပါလေ နံပါတ်9နံပါတ်9ကတော့ကင်မရာပေါ့နော်ဗီဒီယိုရိုက်ဖို့အတွက်ကင်မရာယူရတယ်ကျောရဲ့အကောင်းကြီးခုနှစ်ရောနံပါတ်8နံပါတ်8ကတော့ဒီနေ့တော့မပါခဲ့ဘူးပေါ့နော်ပုံမှန်ဆိုတော့ ठी ပါလေဘာလို့ ठी ပါလဲဆိုတော့ညနေဘက်နေတော့မဘူးဒါပေမဲ့မိုးရွာမှာကြောက်လို့ပေါ့နော်တခါရံမိုးရွာတက်လို့ကျောင်း ठी ထဲ့တယ်မရှိဘူးနံပါတ်9နံပါတ်9တော့ ချေပါအကိုပြောနံပါတ်30နံပါတ်30ရတော့ပုံနဲ့ပြီးတော့ကျောင်းရဲ့နောက်ဆုံးကတော့ဒီရအားလုံးကိုစုပေါင်းပြီးတနည်းအားလေးထည့်ဖို့အတွက်နံပါတ်7ကတော့လွဲအိပ်ပဲဖြစ်ပါတယ်ဒီလွဲအိပ်လည်းတက်တက် short နေပဲဝယ်တော့ဘူးနော်မိုက်တော့မိုက်တယ်အစီလေးတိတ်မကြည့်ဘူး 300ဗလမ်ပေးရ200ကျော်ပေါ့နော်။အဲ300လောက်ပဲပေးရဆိုတော့ဒါလည်းအကုန်လုံးဒီထဲမှာပဲဆူထည့်တယ်။ဘိုးဘနဲ့ထည့်ဖို့တော့ဆိုတော့ဒီဘက်မှာစစ်လေးပါတယ်။အဲဆိုတော့အကုန်လုံးဟိုခုနပစ္စည်းအကုန်လုံးဒီအဲ့တခုထဲမှာအကုန်လုံးဆူထည့်အောင်နော်။ဆိုတော့အကုန်လုံးဒီထဲမှာပဲထည့်တယ်။ဒါကတော့ကျွန်တော်ဂျင်သွားရင်ယူထားတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်။အဲကျွန်တော်တငယ်ချင်းတွေရောဂျင်သွားရင်ဘာတွေယူထားလို့ရှိတယ်လဲ။ မျှဝေခဲ့ပေးလို့ရပါတယ်။ comment မှာရေးခဲ့ပေးလို့ရပါတယ်။ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။အဆုံးထိကြည့်ပေးကြလို့ bye bye